အလုံးမဲမင်္ဂလာပါရှင်ရနာမွန်ထဲတော်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့နိုဝင်ဘာလ17ရက်နေ့ပေါ့နော်အဲ့တော့17လပိုင်း17ရက်နေ့ဖြစ်တဲ့အတွက်ကနန်းလေးလုံးတစ်လေးလုံးပေါ့နော်ဒီတစ်လေးလုံးဆိုတာကတော့အင်ဂျင်နံပါတ်အရန်ကိုကောင်းတဲ့ကနန်းတစ်ခုပါပေါ့နော်ဒီနံပါတ်ကိုတွေ့တဲ့သူတိုင်းကလည်းကန်ကောင်းတယ်လို့ပြောကြတယ်တချို့ကျတော့လည်းဒီနံပါတ်ကိုတွေ့ပြီးမှကန်ကောင်းလာကြတာအဲ့တော့ဒီနေ့မှပြုလုပ်ပေးစင်တဲ့ reading လေးကတော့ဒီ17လပိုင်း17ရက်နေ့အတွက်ကိုတစ်လေးလုံးဆိုတဲ့ကနန်းအတွက်ကိုပြုလုပ်ပေးတဲ့ reading လေးတစ်ခုပေါ့နော်အဲ့တော့ဒီ reading လေးကတော့ short reading လေးပဲကျွန်မအချိန်မရတဲ့ကြားမှာဟိုလုတ်ပေးချင်တာအတွက်ခမန်းကဏ္ဍလေးလုတ်ပေးလိုက်ရတာပေါ့နော်အဲ့တော့ဒီကျွန်မရဲ့ reading လေးကိုဒီ7လပိုင်း7 7ရက်နေ့ဒီ7နိုင်7မိနစ်လောက်မှာတိတ်သွားတယ်ဆိုလို့ရှိရင်ဒီ reading မှာပါတဲ့အကြောင်းအရာတွေအဲ့ဒါကတင်တဲ့သက်ဆိုင်တဲ့အရာလို့တတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ reading ထဲမှာပြပြသွားမှာကဒီ7လပိုင်း7ရက်နေ့7နိုင်7မိနစ်မှာဒီ reading ကိုတင်ကြည့်ဖြစ်သွားတယ်ဆိုလို့ရှိရင် universe ကနေတင်အတွက်ဘယ်လို message တွေ ပေးလာလဲပေါ့နော် ကောင်းမွန်တယ်ဘလို့ရလတ်တွေနော်ဘလို့အကြောင်းကြားစာမျိုးတွေတင်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 ထားတယ်ဆိုတော့ဒီနေ့ reading ထဲမှာတင်သိရှိရမှာဖြစ်ပါတယ်ပြီးတော့ဒီ reading လေးကိုကျွန်မက comment ground လေးပေါ့နော်အချိန်လေးကိုလုပြီးတော့လုပ်ပြရတာဖြစ်တဲ့အတွက်နည်းနည်းလေးစကားပြောတာမြန်သွားရင်တော့ sorry ပါနော်ကျွန်မကအားလုံးကိုအာဒီ17လပိုင်း17ရက်နေ့မှာ risk လောက်တာတွေလည်းလုံးစီချင်တာပေါ့နော်ဆူတောင်းတာတွေကိုဖြစ်ချင်တဲ့အရာတွေအတွက် manifest လောက်တာတွေအဲ့ဒါလေးတွေကိုလည်းလုံးစီချင်တယ်ထူကြတဲ့ရက်ထူကြတဲ့နေ့ဖြစ်တယ်နော်ပြီးတော့ကျမရဲ့ reading လေးကိုလည်း7နာရီ7မိနစ်မှာတက်တက်ဆက်ဆိုင်ချိန်ပြတ်သွားတဲ့သူတွေအဖို့မှာလည်းအကောင်းမွန်တဲ့ပေါ့နော် energy တွေရရှိပိုင်ဆိုင်ပြီးတော့ universe ကနေကောင်းမွန်တဲ့တည်င်းစကားတွေကိုကြားသိချင်တဲ့အတွက်ဒီ reading လေးကိုပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့စလိုက်မယ်ခက်သက်သက်လေးစလိုက်မယ်နော် ြီးတော့အာကျမ edit တွေလည်းမလုပ်တော့ဘူးပေါ့နော်တခါလေးရိုက်ပြီးတော့တခါလေးတင်ပေးလိုက်တယ်နော်ဒီ17လပိုင်း17ရက်နေ့မှာပဲကျမရိုက်ပြီးတင်ပေးလိုက်တာပါဒီ reading လေးကတော့ collective reading လေးပေါ့နော်အဲ့တော့ group လေးတွေလည်းရေးစရာမလိုဘူးကိုဒီ reading လေးကိုတွေ့တာနဲ့ဝင်ကြည့်လိုက်အောင်ပါပဲနော်အဲ့တော့အာဒီ7နာရီ7မိနစ်မှာဒီ region လေးကိုစပြီးတော့မြင်သွားတဲ့သူဖို့မှာတင်ကာလာရှိကြပါဘောနော်စောက်လာတယ်အာ အချိန်တစ်ခုကြာဆောက်လာတဲ့ကိစ္စတွေဖြစ်မြောက်လာဖို့ရှိတယ်။ဒီအရာတစ်ခုအဆင်ပြေသွားဖို့အောင်မြင်သွားဖို့ကိုသင်ကအချိန်တစ်ခုပြီးပြီးဆောက်လာတယ်ဆိုလို့ရှိရင်အဲ့ဒါမကြာခင်မှာဖြစ်လာတော့မယ်တဲ့။နေလုံးကလေးအရာတွေမှန်နေဆိုတဲ့ reset ကိုပြရတာပေါ့နော်။မှန်ကန်တဲ့ reset တွေရလာတော့မယ်ဆိုပြီးတော့သင်ကိုနမိတ်စကားအနေနဲ့ universe ကအရင်ဆုံးအသတင်းစကားတစ်ခုပေးလိုက်ပြီပေါ့နော်။အာဒီမှာ the star လေးကပုံနေတဲ့အတွက်ကျွန်မဖုံးလိုက်မယ်။ the star energy ရာတင့်မှာကောင်းမွန်တဲ့ကံတရားတွေရောက်ရှိလာပြီเนาะတင့်အနီးနားမှာလည်းကောင်းမွန်မှုအတွက်ပေါ့เนาะအထောက်ပံ့ပေးမယ့်အရာတွေရောက်ရှိလာပြီအဲ့ဒါမျိုးလေးတော့ universe ကပြောထားတယ်ပေါ့เนาะအဲ့ဒီမှာမှတချို့သူလေးတွေကြတော့ငွေကြေးကံကောင်းမှုအတွက်မျှော်လင့်နေတဲ့သူလေးတွေငွေကြေးတွေလည်းကံကောင်းလာလိမ့်မယ်တဲ့เนาะအဲဒါက universe ရဲ့အကူအညီနဲ့ဖြစ်နိုင်တယ်လို့တခြားသူတွေကတင့်ကိုပေးလာမယ်အကူအညီတွေလည်းဖြစ်နိုင်တယ်ပေါ့เนาะ အာအချစ်ရေးကိုစိတ်ဝင်စားတဲ့သူလေးတွေတချို့ single လေးတွေအာတင့်ကိုပေါ့နော်အတကယ်ကိုအေးချမ်းပြီးတော့တင့်ကိုပျော်ရွှင်စေတဲ့တာယာစေတဲ့ချစ်ချင်းမျိုးကိုပေးနိုင်တဲ့ soul mate energy မျိုးနဲ့သူတချို့ကျတော့ right person လူမျိုးပေါ့နော်အဲ့လိုလူမျိုးအာတစုံတရာကတင့်စီကိုရရှိလာတော့မယ်တဲ့အဲ့တော့ဒီနေရာမှာပြောချင်တာကဒီ energy က single လေးတွေအတွက်နော်ကိုကတစုံတရာကိုအာ crash နေတာတော့ဘာလို့ဆိုတော့ဒီ energy ကတိတ်ပြီးတော့မကင်ဘူးလုံးဝကိုကဘယ်သူမှလည်းမ crash ဘူးအာကိုတယောက်တည်းကိုနေပြီးတော့အာအချစ်ရေးကိုတိတ်ပြီးတော့စိတ်မဝင်စားသေးဘူးဆိုတော့အာ single လေးအတွက်ဆိုပို့ပြီးတော့အောင်မှတ်မယ်တင်းကတင်းက ဟာတင်ပေါ့နော်တင်လောက်ရမယ့်ဟာတွေလုံးနေတယ်တင်ကျူးစားနေတယ်ဒါပေမဲ့တင့်နာတော့တစုံတရာရောက်လာလိမ့်မယ်အဲ့ဒီတစုံတရာကတင့်ကိုအပြည့်အဝချစ်ပေးပြီးတော့တင့်ကိုပျော်ရွှင်စေပြီးတော့အေးချမ်းစေတဲ့ energy မျိုးနဲ့တင့်နာမှာအမြဲတမ်းရှိနေမယ်သူနော်တင်သူနဲ့တသက်လုံးလက်တွဲသွားလို့ရတယ်နော်ဒီ reading လေးကိုတွေ့ပြီးတဲ့အခါမှာဒီလိုလူမျိုးတင်းမွားတယ်ဝင်ရောက်လာတယ်ဆိုလို့ရှင်ဒါအတင်အတွက်ကောင်းမွန်တဲ့ energy နဲ့ဝင်လာတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးမှတ်ယူစေချင်တယ် အဒီ3ရောဆော့ကြတော့ဗာလဲဆိုတော့ကို့အတွက် toxic ဖြစ်စေတဲ့ relationship တွေဆုံးသက်သွားနိုင်မယ်။ဒါကချစ်သူရည်စားမှမဟုတ်ဘူးเนาะ။အဒီ friendship တွေလည်းဖြစ်နိုင်တယ် partnership တွေအမျိုးမျိုးပေါ့เนาะ။ဘလူမျိုးဆက်ဆက်ရေးမျိုးမဆိုတင့်ကိုနာကျင်စေတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးတခန့်ရက်သွားတော့မယ်။နော်တင်းအတွက်ပြီးဆုံးသွားတော့မယ်နောက်ထပ်ကောင်းမွန်တဲ့ဆက်ဆံရေးအသက်တွေကိုတင်းသွားဖို့တင့်ပြီဒီ toxic နော် relationship တွေကနေတင်းယုံထွက်ရတော့မယ်ဆိုတာကိုတင်းကိုနမိတ်ပြနေတာပေါ့နော် အလင်းအမြန်ပဲတင့်အတွက်တိုးတက်မှုတွေလာလိမ့်မယ် ်เนาะအလင်းအမြန်ပဲအတချို့တွေလုပ်ငန်းတွေမှာဥဆောင်နေတဲ့သူတွေဆိုလို့ရှိရင်တင်းရဲ့လက်အောက်ငယ်သားတွေကိုတင်းအကောင်းဆုံးအဥဆောင်နိုင်လာလိမ့်မယ်အကောင်းဆုံးထိမ့်သိမ်းသွားနိုင်လိမ့်မယ်ပေါ့เนาะတင်းရဲ့အလုပ်တွေကိုအကောင်းဆုံးလုပ်လာနိုင်လိမ့်မယ်အဲ့လိုမျိုးပေါ့တချို့ကတော့ရှိတယ်လေကို့မှာလက်အောက်ငယ်သားတွေရှိပြီမယ်ဒါတွေကိုကိုကအကင်တွယ်ဖို့ဆိုကို့အတွက်အရင်ခက်ခဲတယ်ဒါပေမဲ့ဒီ17လပိုင်း17ရက်နေ့ကနေစပြီးတော့တင်းက manifest လုပ်ထားတယ်ဆိုလို့ရှိရင်ပေါ့เนาะတင်းရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့အဲ့ဒါတွေကအဆင်ပြေသွားလိမ့်မယ်ကို့ရဲ့လက်အောက်ငယ်သားတွေကိုလည်းကိုကပြောလို့ပြီးမယ်ပေါ့เนาะအဲ့ဒါ ိုးပုံစံလေးပြောဆိုလို့ရတယ်ညှိနှိုင်းလို့ရတယ်သူတို့နဲ့အတူတူအာ project တွေကိုအတူတူလှုပ်ဆောင်သွားလို့ရတယ်အဲ့ဒီ project တွေကလည်းအောင်မြင်တဲ့ project တွေဖြစ်လာနိုင်မှာเนาะအဲ့လိုမျိုးလေးပြီးတော့ဒီကာလအပြီးမှာသင်အောင်မြင်မှုတွေရရှိပြီးတော့အေးအေးဆေးဆေးနဲ့အနားယူပြလိမ့်မယ်ပေါ့နော်အဲ့တော့ဒီအောင်မြင်မှုတွေရရှိဖို့အတွက်ကိုသင်ကကာလတစ်ခုကြာအာအချိန်တွေ ခွန်အားတွေညံအားတွေအများကြီးစိုက်ထုတ်ခဲ့ပြီးတော့သင်စောင့်ဆိုင်နေခဲ့ရတယ်။အရာတွေကအဆင်ပြေသွားပြီးတော့အောင်မြင်မှုလည်းရမယ်။သင်အနာလည်းအနာယူဖြစ်မယ်။အေးအေးဆေးဆေးလေးနော်။အဲ့ဒါမျိုးနေလည်းတွေ့တယ်။ဒီနေ့က short reel လေးလည်းဖြစ်တဲ့အချိန်လည်းမရှိဘူးပြီးတော့ကျမက active မလုပ်ပဲနေပေါ့နော် တခါတည်းတန်းပြီးတော့တင်ပြလိုက်မှာပေါ့နော်အကျမရဲ့ orient လေးတွေကိုအကောင်းမွန်တဲ့ energy လေးတွေအသိစေချင်တဲ့ universe ကပေးလာတဲ့ message လေးတွေကိုလည်းသိစေချင်တာဖြစ်တဲ့အတွက်ကျမကတခါတည်းကတ်တွေဆွဲပြီးတော့တခါတည်းတင်ပြလိုက်တာပေါ့နော်ဗီဒီယိုရိုက်ပြီးတော့ ကတ်တွေကိုကျမအများကြီးမယူဘူးပေါ့နော်အဲတင်းတို့တက်တိတဲ့နဲ့အလုံလောက်ပြီးလို့ထင်တဲ့အချိန်မှာကျမရက်လိုက်မယ် short reel နည်းနည်းဖြစ်တာပေါ့နော်အဲ့တော့အလုံးမမကျမဒီနေ့မှာကတ်10ကတ်ပဲယူလိုက်တယ်1 4 6 80နော်10ကတ်ပဲယူလိုက်မယ်အဲ့ဒီတော့ အတချို့တွေလုပ်ငန်းသစ္စာဖို့အတွက်စဉ်းစားထားတဲ့သူတွေလည်းဖြစ်လာလိမ့်မယ်ဖီရောဝမ် energy နဲ့ပြီးတော့တချို့တွေကလုပ်ငန်းအသစ်တစ်ခုစတင်ရင်ကောင်းမလားဆိုပြီးတော့တွေးရတာဆိုလို့ရှိရင်လည်းမှန်တယ်တင့်အတွေ့အမှန်တယ်တဲ့နော်ဒီ angel number 1လေးလုံးဆိုတဲ့ angel number ရဲ့အတိတ်ပဲကလည်းတင်းကိုလုပ်နေတဲ့အရာတွေကမှန်ကန်တယ်တင်သွားနေတဲ့လမ်းကြောင်းတွေကမှန်ကန်တယ်ဆိုပြီးတော့ကိုယ့်ကိုနမိတ်ပြတယ် အင်ဂျင်နံပါရဲ့ဒိတ်ပဲပေါ့နော်အတချို့ကြတော့ရှိတယ်တစုံတရာကိုမှုအောင်လုပ်တော့မယ်နော်ဒီလိုဆက်ဆက်ရေးတွေကိုရက်စားလိုက်တော့မယ်ကိုယ့်တက်မကောင်းမှု toxic ဖြစ်တဲ့ relationship တွေကိုရက်လိုက်မယ်လို့သင်စဉ်းစားထားရင်လည်းရတယ်အဲ့ဒါမှန်တယ်မင်းလောက်တာမှန်တယ်ဆိုပြီးတော့ဒီတစ်လေးလုံးနံပါတ်ကကိုကိုအထောက်ခံနေပေါ့နော်အဲ့ဒါမျိုးသဘောမျိုးပြတာအင်ဂျယ်လေးတွေကအဲ့ဒါမျိုးမင်းလောက်တာမှန်တယ်ဆိုပြီးတော့ပြောနေတယ် energy ပါနော်အနောက်တစ်ခုကျတော့ဒီ kenosaur energy လိုမျိုးအတင်ဖြစ်စင်တဲ့အရာတွေကိုလှုပ်ဆောင်တဲ့အခါမှာ အာတစ်အနီးနားမှာရှိတယ်ပေါ့နော်တခြားသူတွေရဲ့အကြံဉာဏ်လေးတွေကိုလည်းယူပါတဲ့နော်ဒီခြားလူရဲ့ဒီအကြံဉာဏ်လေးတွေကအာနည်းသည့်ဖြစ်စေများသည့်ဖြစ်စေကိုကိုအကြံဉာဏ်လာပေးတဲ့သူဟာကိုထက်ကြီးသည့်ဖြစ်စေငယ်သည့်ဖြစ်စေသူပေးလိုက်တဲ့အကြံဉာဏ်လေးတွေကကိုအတွက်မှန်ကန်တယ်ဆိုအဲ့ဒါကိုလက်ခံလိုက်ပါပြီးတော့မာနာတွေလျှော့ပါ နော်လုံတက်လုံထိုက်တဲ့အရာတွေအတွက်မာနာတွေလျှော့ပါနော်မာနာတွေမထားပါနဲ့တဲ့အဲ့ဒီမာမတချို့လေးတွေကဒီကိုယ်အတွက် toxic ဖြစ်စေတဲ့ relationship တွေကိုရပ်တန့်လိုက်ပြီးတော့အဲနောက်ထပ်တစုံတူဦးလည်းရောက်လာလိမ့်ဦးမယ်ဒီမှာနော်ခင်တော့ကဒီရောက်မှာ for rock အဲ့ဒီရောက်လာတဲ့လူကိုတော့သင်ကတော့အလွယ်တကူတော့လက်ခံအောင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သင်ရဲ့အတိတ်မှာ first line မှာ သင်အဆင်မပြေခဲ့တဲ့ဆက်ဆံရေးတွေကြုံရရဘူးတာဖြစ်တဲ့အတွက်သင်အလွယ်တကူပေါ့နော်မယုံမကြည်တော့သင်ဖြစ်နေအောင်ပါပဲတန်နေရနေရတော့ဖြစ်နေအောင်ပါပဲဒါပေမဲ့လည်းအသင်ရဲ့တန်နေရတွေကိုရပ်တန့်လိုက်ပါအဲ့လိုအသင်တော်မှန်ကန်ပြီးတော့ကောင်းမွန်နေသူပေါ့နော်ဒီမှာအာ for a cut ပေါ့เนาะဒီမှာ cut လေးတွေတုံးခုတွေမှာမှာဒီ cut လေးอ่ะ ဒီကတ်တုံးကိုထက်ကိုထူချရတဲ့အတောင်မှလေးနဲ့ပြောရမယ်ဆိုလို့ရှင်ကို့အနာကိုလာတဲ့သူတွေအားလုံးထဲမှာမှာအခုဒီ17လပိုင်း17ရက်နောက်မှာပေါ့နော်နောက်ပိုင်းမှာတွေ့လာတဲ့သူကဒီလူတွေထက်ပိုပြီးတော့ထူချပြီးတော့ကောင်းမွန်တဲ့သူပါနော်ကိုကတော့ဒီကိုရဲ့ patch line မှာခက်ခဲတဲ့အရာတွေကြုံတွေ့ရတာဖြစ်တဲ့အတွက်မယုံကြည်ဘူးတန်တရားတွေဖြစ်နေပြီမဲ့လေ။ तू ကကိုအတွက်တင့်တော်တယ်လူ။နော်အဲ့တော့တင်းမျက်လုံးလေးဖွင့်နားလေးဆွင့်ပြီးတော့အာကိုနားရောက်လာတဲ့လူကိုလည်းအာလိလာလို့ရတယ်ဆက်စစ်လို့ရတယ်တွဲကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေး။ ပြီးတော့အကောင်းဆုံးကတော့သင်စီကိုအောင်မြင်ခြင်းတွေတင်မြှောက်လင့်ထားရရရှင်ဟုန်လေးရောက်လာတော့မယ်ဒီမှာတော့အေရောဝတ်เนาะအေရောဝတ်ကတ်လေးနဲ့ကျွန်မအဆုံးသတ်ထားတယ်ပြီးတော့ဒီ bottom of the deck ကိုကျွန်မတစ်ချက်ကြည့်မယ်ဒီမှာတော့ဒါလေးကြားတယ် the wear ပေါ့เนาะအဲ့တော့မြို့သမီးလေးကအရင်ကိုလှပတဲ့မြို့သမီးလေးကအဲ ီရေတွင်းလေးပြီးမှာပေါ့နော်ထိုင်နေပြီးတောင်ကုန်းလေးเนาะတောင်ကုန်းလေးနားမှာရေတွင်းလေးတကူအဲ့နားမှာသူကထိုင်ပြီးတော့ရှုခင်းလေးတွေကိုကြည့်နေတယ်တောင်အောက်ကရှုခင်းလေးတွေပေါ့နော်သူ့ရဲ့ဘေးနှစ်ဖက်ကရှုခင်းလေးတွေသူကြည့်နေတယ်အဲ့လိုမျိုးပုံစံနဲ့အရန်ကိုလှတယ်ဒီကက်ကတိလာအဲ့တော့ဒါကတင်းရဲ့အခုလက်ရှိ energy တချို့ဆိုရင်ဘာသာရေးလုပ်နေတဲ့မျိုးသမီးလေးတွေပါမယ်ဆိုလို့ရှင်တင်းရဲ့စိတ်ထဲမှာအေးချမ်းနေတယ်ကြည်လင်နေတယ်ကောင်းမွန်တဲ့ကံတရားတွေကိုတင်ရရှိရမယ်ဆိုပြီးတော့တင်ကိုယ်တိုင်ကလည်းအာခံစားမိနေတာပေါ့နော်ငါကောင်းတာလုပ်တဲ့အတွက်ကောင်းတဲ့အရာတွေငါစီလာတော့မယ်ဆိုတာသ င်ကိုယ်တိုင်ကလည်းခံစားမိနေတယ်အဲ့တော့ဒီအချက်ကမှန်ပါတယ်တင်တွေးရတဲ့အတိုင်းတင်းစီကိုကောင်းမွန်တဲ့ energy တွေရောက်ရှိနေပြီးတင်မြှော်လင့်ထားတဲ့ကောင်းမွန်တဲ့အရာတွေကိုတင့်နာမှာရောက်ရှိနေပြီเนาะတင်စတင်ပြီးတော့ဒီကောင်းမွန်တဲ့အရာတွေကိုခံစားရတော့မယ်ဆိုပြီးတော့နမိတ်ပြနေပြီပေါ့เนาะအဲ့တော့တင်လောက်ရမှာဘာလဲဆိုတော့တင်ဒီချိန်မှာစတင်မလုပ်ထားတဲ့အရာတွေကိုရေရွံဝန်စတင်လိုက်ပါအစုံတက်ချင်တဲ့ဆက်ဆက်ရေးတွေကိုလည်းအစုံတက်လိုက်ပါအာလုပ်ချင်တဲ့အရာတွေတက်အကြံဉာဏ်တွေတူတူပါပေးလိုက်ရင်လည်းယူဖို့ဝန်မလေးပါနဲ့ เนาะပြီးလို့ရှင်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေနဲ့လည်းတန်တိုင်းပင်ပင်နဲ့လုပ်ငန်းတွေကိုညှိနှိုင်းသွားလို့ရတယ်အဲ့လိုမျိုးညှိနှိုင်းသွားလို့အောင်မြင်မှုရသွားရင်เนาะအားလုံးလည်းအတူတူအပြည့်ရှင်စရာပေါ့เนาะခရီးတွေထွက်တာအားလည်းရက်တွေယူပြီးတော့အတူတူလည်းပတ်တာအဲ့လိုမျိုးလေးတွေလုပ်လို့ရတယ်ကိုနာမရောင်းလာမတစုံတရာအောင်လည်းလေးလာလို့ရတယ်အခက်ခက်လို့ရတယ်တွဲကြည့်လို့လည်းရတယ်ပေါ့เนาะအဲ့လိုမျိုးအဓိကကတော့တင်းစီကိုကောင်းမွန်ခြင်းနဲ့အရှိန်အဟုန်နဲ့လာနေပြီး ်เนาะဝေစည်းကောင်းမွန်ခြင်းเนาะမေတ္တာရေးကောင်းမွန်ခြင်းစက်မာရေးအိမ်တော်ရေးအရာရာအဆအဆအလုံးပေါ့เนาะအဲ့တော့ဝမ် energy နဲ့တင့်စီကိုအချိန်ဟုံးပြပြနဲ့ရောက်လာနေပြီဒါကိုလည်းတင်ကိုယ်တိုင်းဒီကတ်လေးကြောင့်ခံစားမိနေတယ်ဒါတင်ရဲ့ energy ပေါ့เนาะ သင်ကိုယ်တိုင်ခန်းစားမိတဲ့အတိုင်းကောင်းမွန်တဲ့အရာတွေသင်စီကိုရောက်လာပါပြီเนาะအဲဒီတော့ဒီနေ့က17လပိုင်း17ရက်နေ့တလီလုံးပြီးလို့ရှိရင်ကျမရဲ့ reader လေးကို17နိုင်17မိနစ်မှာတတိကျကျလေးအချိန်လေးမှာပေါ့เนาะတွေ့သွားတဲ့သူအဖို့ကဒီကျမပြောလိုက်တဲ့ energy အားလုံးကသင်နဲ့သက်ဆိုင်တဲ့ energy လို့မှတ်ယူလို့ရပါတယ်เนาะအဲတော့ ဒီကျမပြောလိုက်တဲ့အချက်တွေအားလုံးကိုတင်းတို့လေးလေးကြားသိရပြီးတော့ကောင်းမွန်တဲ့ energy တွေကို universe ကနေလက်ခံရရှိပါစေ။ကောင်းမွန်တဲ့ကံတရားတွေပိုင်ဆိုင်ရပြီးတော့ကို manifest လုပ်ထားတဲ့အရာတွေကိုအမြန်ဆုံးပိုင်ဆိုင်ရပါစေလို့ဒီညနေ့ကျမဆုတောင်းပေးလိုက်ပါတယ်။ free reading က short reading လေးဖြစ်တဲ့အတွက်အတူလေးပဲမြင်မြန်လေးပြောပြလိုက်တာပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေအောင်မြင်ကြပါစေနော်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်